င်္ဂလာပါ။အော်ဒီယိုဝိုင်းဆောင်းနိုင်မှာကြိုဆိုပါရစေ။ယခုကမှာတော့ဓမ္မဆိုတဲ့ဖေဖိုဘိတ်ကနေတင်ထားတဲ့နှစ်တရာပြည့်ရန်ရပ်ပိုင်းလုံးမှာငါတို့ရဲ့မန္တလေးတက္ကသိုလ်ကြီးဘာကြောင့်မေးလောင်ခဲ့ရလဲ။ဘသူကြောင့်မေးလောင်ခဲ့ရလဲဆိုတဲ့ပုတ်တစ်ခုကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။နှစ်တရာပြည့်ရန်ရပ်ပိုင်းလုံးမှာငါတို့ရဲ့မန္တလေးတက္ကသိုလ်ကြီးဘာကြောင့်မေးလောင်ခဲ့ရလဲ။ဘသူကြောင့်မေးလောင်ခဲ့ရလဲ။ ထပ်ပါမေကွန်းကိုဘယ်သူမှမဖြေကြဘူးဘယ်တရင်ဌာနမှာလဲပေါ်ပြတာမရှိခဲ့ဘူးမန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းတယောက်နေနေကောကိုရိုင်းကတက္ကသိုလ်ထဲမှာနှစ်20လောက်နေထိုင်ဖို့သူဖြစ်နေတာကောအစိုးရမီးလောင်ပြက်စီးခဲ့တဲ့ဓာရုဝေဒဌာနရှိရာအပေါ်ဆုံးတက်ဟာမိမိရဲ့ငယ်ဘဝတွေဖျက်ဆီးခဲ့ရနေရာဖြစ်တာကြောင့်ရောစတဲ့အချက်တွေကြောင့်နှမျောတတကြီးစွာနဲ့သိကျင်နေကြတာကိုရိုင်းမြေပြင်ရောက်ပြီးလိလမေးမြန်းမှုတွေအရာ မိလာမှုဖြစ်တာကတော့ငလင်းအကြောင်းလို့လက်ခံလို့ရပါတယ်။ငလင်းနှောက်ယုံနဲ့မိလောင်ရသလား။ဓာတုပေဒါဖြစ်တဲ့အတွက်ဓာတုပစ္စည်းတွေပောက်ကွဲပြီးမိလောင်တာဖြစ်ပါတယ်။ဓာတုပေဒါဌာနအနေနဲ့ဒီလိုဖြစ်ရင် ပောက်ကွဲမှုမဖြစ်အောင်ကြိုတင်စဉ်းစားထားတာမရှိဘူးလား။ဟာရှိတာပေါ့။နှစ်တရာတောင်ပြည့်တော့မဲ့တက္ကသိုလ်ကြီးမှာတေချာပြင်ဆင်ထိန်းသိမ်းထားတဲ့စတိုကန်ရှိတာပေါ့။ တခွဲကမ်းမှုတွေပမောက္ခတွေကအမြဲဂယုတစိုက်စစ်ဆေးထားရှိရပါတယ်။ဒါဆိုဘာကြောင့်ဖြစ်တာပါလဲ။ဒီမေကွန်းကိုဒါရုဗေဒဌာနမှာတာဝန်ထမ်းဆောင်နေကြတဲ့ဆရာဆရာမတွေတာဝန်ထမ်းဆောင်ခဲ့ပူကြတဲ့ပင်စင်စားဆရာကြီးဆရာမကြီးတွေကိုမေးခဲ့ပါတယ်။အထူးသဖြင့်ဝေသမိခင်ကိုဖခင်ကိုပါမေးခဲ့ပါတယ်။သူတို့အားလုံးအဖြေကထပ်တူကြပါတယ်။အဖြေက မန္တလေးတက္ကသိုလ်ရဲ့လက်ရှိပမခကျောက်ကျောင်းမှာပဲနောက်တူကမန္တလေးတက္ကသိုလ်ဓာတုဗေဒဌာနရဲ့လက်ရှိပမောက်ခကျောင်းမှာပဲအဓိကအကြောင်းရင်းကနှစ်ပေါင်း100နီးပါးထိမ့်သိမ်းထားရတဲ့အဆိုပါစတိုကန်ကိုအထက်တန်းစာမေးပွဲစာစစ်ရန်ကုတ်လုဖို့အတွက်ပမောက်ခကျောက်ကအခန်းပြောင်းခိုင်းလိုက်တာပါပဲဒီခန်းကပစ္စည်းတွေဓာတုပစ္စည်းတွေပြောင်းရွှေ့ထားရင်အနေရရှိနိုင်တယ်လို့ပြန်မပြောရတဲ့ ်ဓာတုပေရပမောက္ခကြောင့်လည်းပါပါတယ်ပြီးတော့အစိုးရခန်းထဲမှာဆိုလာဘက်ထရီတွေထားရှိထားခြင်းကလည်းကြီးစွာသောအမားရဲတစ်ခုလို့လည်းသိရပါတယ်မန္တလေးရဲ့အသံနှလုံးကျွန်တော်တို့ရဲ့မိခင်ကျောင်းတော်ကြီးမိလောင်ပြည့်စည်ခဲ့ရတာဟာဒီပုတ်ကုံအုပ်ကြောင့်လို့ကနတ်ဦးပြောနိုင်ပါတယ်အကြံပြုချက်နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီလိုဒီလိုဦးကြောင်ကြားဘူးမသိပါမသိပညာမတတ်တဲ့သူတွေကို တက္ကသိုလ်တွေကိုထိမ့်သိမ့်မှုမခန့်အပ်စေချင်ပါဘူး။တိုင်းပြည်အတွက်အမတန်နဲ့နာစေပါလေ။သမိုင်းတန်မှုအမတန်ကြီးတဲ့ပစ္စည်းတွေအစာအုပ်တွေကြီးစွာသောဆုံးရှုံးမှုဖြစ်စေပါလေ။ဤစာအုပ်ရင်ပတ်ကြီးဖြစ်ရေးသည်၁၂ရက်၄လ၂၀၂၅တင်မောင်အေး